ဒီကိမင်းများအားလုံးမင်္ဂလာပါကျွန်တော်စာစုလေးတစ်ခုကိုဖတ်ပြပါမယ်ခင်ဗျာတစ်ချိန်ခင်ဗျာအသက်ကြီးလာတဲ့အခါခုံတလုံးပေါ်ထိုင်တနေရာကိုရေးကြည့်နေရင်ဟိုတွေးဒီတွေးတွေးမိလာလိမ့်မယ်အဲ့ဒီအချိန်မှာခင်ဗျာဟာနောက်ထပ်နေရလဲနှစ်အနှဲငယ်လအနှဲငယ်လောက်ပေါ့ခင်ဗျာစားနိုင်တယ်အလွန်ဆုံးတစ်ပတ်ကံခင်ဗျာအိတ်နိုင်လဲအလွန်ဆုံး၄-၅နာရီပေါ့လုံးစရာအလုပ်တွေလဲ မေမရရဲ့တိတ်မရှိတော့ဘူးသွားစရာလဲတိတ်မရှိတော့သလို သွားလဲမသွားကျင်တော့ဘူးစားစရာလဲတိတ်မရှိတော့သလို စားတိုင်းလဲအရတာတိတ်မတွေ့တော့ဘူးနေရတာပြင်းစရာကောင်းတယ်လို့ခက်စိတ်စိတ်တွေးမိလာမယ်ခင်ဗျားအပေါ်လူတွေရဲ့တက်မချက်တွေဟာတိတ်အေးမကြီးတော့ဘူးလူဆိုတာအသည့်အသည့်တွေကိုစိတ်ဝင်စားကြပြီးအဟောင်းအဆွေခင်ဗျားကိုဖယ်ယူကြမှာ ကြာကြာအဖက်လောက်ကြမှာမဟုတ်တော့ဘူးခင်ရချထားတဲ့တိုက်တီကားတွေဟာငငယ်ကထင်သလောက်သိအေးမကြီးတော့ဘူးယာဒူးအာနာဆိုတာလဲထင်သလောက်မဟုတ်တော့ဘူးအတိတ်ကရံပွဲတွေကဘာမှအေးမပါတော့သလိုဘဝတစ်ချောင်းလုံးဘာမဟုတ်တာတွေကြောင့်ဒီလိုဖြစ်လာဆိုဒီလာလိုက်မယ်အတူတူအုံမင်းကြမှာဆိုတဲ့လူတွေမရှိတော့တို့လို့မထင်သားတဲ့လူတွေနဲ့ မထင်တာတဲ့နေရာကိုရောက်ရှင်လဲရောက်နေလိမ့်မယ်ဆက်စရာလိုကြပါဗျာတချို့လဲတေကုန်ပြီတချို့လဲပျောက်ကုန်ကြပြီတချို့လဲခက်ရက်ရက်တချို့ခခက်မက်မက်လူတချို့ကိုပြန်တောင်းပန်ရင်ကျင်စိတ်တွေခမည်းစီမှာဖြစ်ကျင်ဖြစ်လာလိမ့်မယ်ဒါပေမဲ့သူတို့မရှိကြတော့ဘူးတချို့ကိစ္စကိုယခုချက်ချင်းထောက်ကျင်စိတ်တွေပေါ်လာလိမ့်မယ်ဒါပေမဲ့ခမည်းရဲ့ကိုယ်ခန္ဓာကခွင့်မပြုတော့ဘူးဘဝရဲ့ ငရွယ်နူးစီမှုတွေကိုလားလျှက်စီလက်လို့ခနာပဲရတယ်ဆိုတာသိလာလိုက်မယ်တစ်ချိန်တည်းမှာပဲအိုမင်းချိန်ကတော့ကြာလွန်းတယ်လို့ခင်ဗျားတွေးမိလာလိုက်မယ်နောက်ဆုံးတော့ဘဝဆိုတာဘာမှမဟုတ်ပါလားလို့ပကတိအရှိတရားကိုမြင်လာချိန်မှာခင်ဗျားနှစ်နှစ်ကာကာယုံမိလိုက်မယ်မေတ္တာဖြင့်ရှာစားပြီးဘုဒ္ဓစာပေဖြစ်သူစာပေကြိုက်သူများဘဝစာပေ လူငန်းများအတွက်စာကြည့်တိုက်မေတ္တာသည်ပြည့်လည်မျှဝေပါသည်မူရင်းရေးသားသူအားလေးစားလျက်လေးစားစွာဖြင့်ကျွန်တော် Facebook မှာတွေ့လို့ပြည့်လည်မျှဝေခြင်းဖြစ်ပါလေကျေးဇူးတင်ပါတယ်ကျွန်တော်ကိုသိမ့်ပါ